ချန်တို့ဤသိမင်းသို့မဟုတ်အာတိတ်ဒေတာဤဘယင်မင်္ဂလာပါခင်ဗျာကျွန်တော်ကတော့တန်းဤဖြစ်ပါတယ်ဒီနေ့တော့ပိုလာဝဝင်တွေရဲ့အကြောင်းကို ပြောပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာပိုလာဝဝင်များမွေးဖွားလာပေါ့ကိုဝင်ဆောင်ပိုလာဝဝင်မှများသည့်များသောအားဖြင့်အောက်တိုဘာနှပိုင်းမှ နိုဝင်ဘာအစောပိုင်းအတွင်းတွင်ပါးဖောက်ရန်အတွက်တင်းလျော်သောစီနင်းဖုံးနေသည့်ကုန်းမြေသို့မဟုတ်ရေခဲတုံးများပေါ်ရှိနေရာများကိုရှာဖွေကြပါတယ် ၎င်းတို့သည်စီးနှင်းများကိုတူးဆ၍တတောင်းတတရှိပြီးအပြင်ဘက်လေအေးတံမှကာကွယ်ပေးနိုင်သောစီးနှင်းကူများကိုဖန်တီးကြပါသည်ထို့ကိုသည်ဝဝင်မများအားအလွန်အေးသောအေးအေးတံမှကာကွယ်ပေးသည့်တဘာဝအကာယံတစ်ခုဖြစ်ပါသည်တောင်ငယ်များကိုညာသောအဖြစ်နိုဝင်ဘာလနှောင်းပိုင်းမှဇန်နဝါရီလအစောပိုင်းအကြားတွင်မွေးဖွားကြပါသည်ပိုလာဝဝင်များသည်တစ်ချိန်လျင်သားတစ်ကောင်မှသုံးကောင်အထိမွေးဖွားလေးရှိပြီးနှစ်ကောင်မွေးဖွားခြင်းသည်အဖြစ်များဆုံးဖြစ်ပါသည် ဝေဖွားကစားတားငယ်များသည်လူသားလက်ဖွားအရွယ်ခန့်ရှိပြီးအလေးချိန်မှာတပေါင်ခန့်သာရှိပါသည်။၎င်းတို့သည်မျက်စိနှင့်နားတို့မပွင့်သေးပါ။အမွေပါပါသာရှိသောကြောင့်လုံးဝအကူအညီမဲ့သည့်အခြေအနေတွင်ရှိပါသည်။ဝေဝင်မှသည်တားငယ်များကိုဝေဖွားပြီးနောက်မလာနှောင်းပိုင်းသို့မဟုတ်အေဗီလာအထိဂူအတွင်း၌သာနေထိုင်ကြပါသည်။ ဤကာလတစ်လျှောက်လုံးတွင်ဝဝင်မသည်အစာလုံးဝမစားဘဲခန္ဓာကိုယ်တွင်တိုးလောင်ထားသောအဆီများကိုသာခြေဖြတ်၍အသက်ရှင်နေကြရပါသည်။တာငယ်များသည်မိခင်၏အဆီထက်အလွန်ကြော်ဝသောနှုတ်ရည်ကိုတောက်တုံး၍လင်းမြန်စွာကြီးထွားလာကြပါသည်။၎င်းတို့သည်ဤအချိန်တွင်မျက်လုံးပွင့်လာကလမ်းလျှောက်တက်လာကြပါသည်။လေးလာခန့်ကြာသောအခါတာငယ်များသည်အလေးချိန်၁၀ပေါင်မှအောင်၃၀အထိရောက်ရှိလာပြီးမိခင်နှင့်အတူ ပထမဆုံးအချိန်အာတိတ်ရေခဲပြင်ပေါ်သို့စတင်ထွက်ခွာလာကြပါလေ။ပိုလာဝဝင်တို့၏အစားအစာနှင့်အမဲလိုက်ပုံများပိုလာဝဝင်၏အဓိကအစားအစာမှာဖြန့်ဖြစ်ပြီးအထူးသဖြင့်ကွင်ပတ်ဖြန့်နှင့်မုတ်ဆိတ်ဖြန့်တို့ဖြစ်ပါသည်။၎င်းတို့၏စွမ်းအင်လိုအပ်ချက်ကိုဖြည့်ဆည်းရန်နှင့်အာတိတ်၏ပြင်းထန်သောအေးအတံမှကာကွယ်ရန်အတွက် ခြံများ၏အစီထူးထူးလွားကိုအဓိကထားစားသုံးကြပါれ၎င်းတို့သည်တစ်ချိန်တည်းအမဲလိုက်ရာမှပေါင်တရာအထိစားနိုင်စွမ်းရှိပါれရေခဲပြင်အများဆုံးနှင့်အကောင်းဆုံးဖြစ်သည့်နှွေဦးကာလတွင်ဝဝင်များသည်အစာအများဆုံးစားတော့ပြီးနှွေရသည်တွင် ရေခဲများပျော်သွားသောအခါအစာရှောင်ပါမှုကြောင့်၎င်းတို့၏ခန္ဓာကိုယ်အစီများကိုအသုံးပြု၍အသက်ရှင်နေကြရပါသည်။ပိုလာဝဝင်များသည့်ရေခဲပြင်ကိုအသုံးပြု၍အမဲလိုက်ရာတွင် အလွန်ပါနက်ပြီ နီလန်လဲနှမျိုးရှိပါတယ်ပထမနီလန်မှာခြံများသည့်ရေခဲပြင်ရှိအသက်ရှူပေါက်များမှတဆင်ရေထဲမှထွက်၍အသက်ရှူကြရပါတယ်ဝဝင်သည်ထိုပေါက်ဤတွင်နာယီပေါင်းများစွာငြိမ်သက်ဆောင်ဆိုင်ပြီးခြံသည်အသက်ရှူရန်ရေပေါ်တက်လာသည်နှင့်တပြိုင်နက်ဝဝင်သည်၎င်း၏အင်အားကြီးမသော ခြေဘွားဖြင့်ရေထဲသို့ခုန်ဆင်းကအမဲလိုက်ပါတယ်ဒုတိယနီလန်မှာရေခဲပြင်ပေါ်တွင်နားနေသော ဖြန်နှကောင်ကိုတွေ့သောအခါဝဝင်သည်ရေခဲပြင်နှင့်အနီးဆုံးအနေအထားဖြစ် ခြေညင်းစွာချင်းကပ်သွားပါတယ်။ဝဝင်တီဖြန်နှင့်အနည်းဆုံးကွာဝေးသောရောက်သောအခါ၎င်း၏ကိုလေးချိန်တဒံနီးပါးကိုအသုံးပြု၍ရေခဲပြင်ပေါ်ရှိ ဖြန်ကိုလှင်းမြန်စွာခေါ်အုပ်ပြီးအမဲလိုက်ပါတယ်။ပိုလာဘဝဝင်များသည့်အဓိကအားဖြင့်အသားအစားတော်အားများဖြစ်ပြီး၎င်းတို့၏ရှင်သန်မှုသည်ပင်လယ်ရေခဲနှင့်ဖြန်များပေါ်တွင် လုံးဝမှီခိုနေပါတယ်။ရေခဲပြင်မရှိသည့်ကာလများသို့မဟုတ်ခြံရှားပါသည့်အခါပိုလာဝဝင်များသည့်ငှက်များငှက်ဥများနှင့်ငှက်တိုက်များကိုစားသုံးတတ်ကြပါသည် ဒီနေ့တော့ပိုလာဝဝင်တွေအကြောင်းကိုပြောပြပေးသွားတာပဲဖြစ်ပါတယ်ခင်ဗျာဒီ blog ကိုကြည့်ရှုပြီးပိုလာဝဝင်တွေအကြောင်းကိုပုံပုံနားလည်သွားလိမ့်မယ်လို့မျှော်လင့်ပါတယ် channel ကို subscribe like comment share လုပ်ပြီးလည်းကူညီပေးကြပါဦးခင်ဗျာနောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်ခင်ဗျာ